ဝက်ချန်စိုးစေတဲ့အနိကရင်တို့၃ယောက်အကြောင်းကိုသိပြီးသွားပြီလားဒီ၃ယောက်စီကနေဆရာတို့လုံးဝပြေးမလို့ဘူးဒါပေမဲ့တောက်ကလေးရနီလန်းလေးတွေရှိပါတယ်သိချင်ရင်တော့ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးပါနံပါတ်၁ကတော့ခေါင်းစုပဲဖြစ်ပါတယ်ဆရာတို့ရဲ့ခေါင်းစုကိုပုံမှန်လက်ကျင်အဖြစ်ခေါင်းမရှိတဲ့အညစ်အကြေးတွေကမျက်နှာကိုရောက်တာကိုကောက်ွယ်ပေးလို့ရတယ်ဒါကြောင့်မလို့တပတ်ကိုတစ်ချိန်နှစ်ချိန်ထိခေါင်းစုကိုလဲပေးတင်ပါတယ် နောက်တစ်ခုကတော့တယ်လီဖုန်းပဲဖြစ်ပါတယ်။ဆရာတို့တွေဒါသိတဲ့အတိုင်းပဲသွားတဲ့နေရာမှာအမြဲတမ်းဒီတယ်လီဖုန်းဆိုတာမရှိမှဖြစ်ပါ။ဥပမာအဖြစ်ဆရာဆိုရင်ဂျင်သွားတဲ့အခါမှာဆရာတို့တွေတယ်လီဖုန်းထည့်တဲ့ပေါက်လေးရှိတယ်လေ။ဒါပေမဲ့တချို့ဆက်တွေမှာဆိုတာအပေါက်တွေမရှိဘူး။မရှိတဲ့အခါကျရင်တော့ဆရာကျမ်းပြေကိုချလိုက်တယ်။အဲ့ဒီအခါမျိုးကျရင်ကိုကဖုန်းပြန်သုံးမယ်ဆိုရင်တော့တယ်လီဖုန်းကိုတန့်စင်ပြီးမှပဲသုံးစေချင်ပါတယ်။တတိယချက်ကတော့မှန်ပဲဖြစ်ပါတယ်။ဆရာသိရနော်။အဲဆွဲထဲမှာမှန်ရင်တိတ်နာတယ်ဆိုတာ။ မှန်ကိုကြည့်ပြီးတဲ့အခါမှာမျက်နှာကိုကိုင်တယ်မျက်နှာကိုကိုင်ပြီးသွားပြီဆိုတော့ခါကျအဖူတွေညစ်တယ်လေဒီလိုအချင်းမျိုးလုံးဝမလုပ်ပါနဲ့အခုဆိုရင်ဆရာရွေးရဲ့အနိကက်ရင်သူ၃ယောက်အကြောင်းကိုသိသွားပြီလို့ဆရာယုံကြည်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်တော့ထောက်တာနိုင်ပါ you